မင်္ဂလာပါ50 minutes audio pod channel မှာတူဆိုပါတယ်ဒီ audio လေးကိုအချိန်7မိနစ်15မိနစ်ပေးုံနဲ့နားဆင်နိုင်ပါတယ်ရှင်ဒီနေ့မှာတော့အပိုင်းဆက်14ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်အလုံးနဲ့ဘဝဟန်ချက်မြ work life balance ဒီခေတ်မှာလူတိုင်းဟာ အလုတ်ပြီးအလုတ်ဆိုတာမျိုးဖြစ်နေတတ်ကြတယ်။အခြေပြည့်အလုတ်ကိုလုံးလို့ part time အလုတ်ကိုလုံးလို့အေးအလုတ်ကိုပဲလုံးလို့လုံးနေတမျှတော့ပြီးသွားတယ်ဆိုတာလည်းမရှိတလို့ပါပဲ။ကျမတို့တွေဟာအနားယူဖို့ကိုမင်းနေတတ်ကြပါတယ်။အခုဆိုလူလက်တန်းစာအတော်များများရဲ့ lifestyle ဟာ ခီးထွက်ခြင်းဆိုတာပါလာပါတယ်။ဒါပေမဲ့ခီးထွက်တိုင်းတကယ်အပန်းပြေသွားသလားဆိုရင်မပြေသွားပြန်ဘူး။တပိုတွေရှောက်ရိုက်နေတာများနေတယ်။တမောဝပဝကျင်ထဲစီးမျောဝင်လိုက်ဖို့ကိုမိတ်နေကြတယ်။ခန်းခြေတွေပလဲတွေမက်စီအောက်တွေ့နေရလဲဖုန်းတွေကွန်ပျူတာတွေကကိုနဲ့ တန်း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 ပါလာတတ်တာကြောင့်စာတွေဝင်နေတာ notification တွေတက်နေတာတွေတချေလို့ဖြစ်နေတာပဲအဲ့ဒါတွေကို အခြေနဲ့တပြေးညီဖြေကြပြီး response လုပ်နေတဲ့အခါအလုံများနေတဲ့အာရုံတွေကိုကန်းချေကို ရွှေ့လာလိုက်တာကလွဲလို့ဘာမှအသိမထူတော့ပါဘူး ဒါကြောင့်နာမည်ရဲ့အနားယူမဲ့ခရီးဆို မီဒီယာမျိုးစုအသုံးပြုခြင်းကို လုံးဝကြည်မဟုတ်တော့အချိန်ပိုင်းခြားနဲ့ကတ်တက်ထားတဲ့ဗနမီနစ်ဘတ်သုံးမယ်သူများတွေကိုလိုင်းမကြည့်ဘူး message တိုင်းကိုမဖွင့်ဘူးစတဲ့ဖြစ်ပေါ့ wifi တို့ phone line တို့မမီတဲ့နေရာ tv မရှိတဲ့တဲခိုခန့် 24နာရီမီးအပြင်းမရတဲ့နေရာတွေကို လူတွေဘာကြောင့်ရွေးချယ်လာကြတလဲဆိုရင်တကယ်ကို အနာရချင်လို့ပဲဖြစ်ပါတယ်။ကျမကတော့တပတ်မှ9ရက်လောက်က part time စတင်တဲ့အလုပ်ရှိပါတယ်။စာတင်တဲ့အပြင်စာရေးတဲ့အလုပ်ပါရှိလာတော့စာတွေဖတ်ရတာ notes တွေမှတ်ရတာစာကြမ်းရေးရတာစာဖြည့်ရေးရတာ ဘာသာပြန်ရတာစကားပြောအစီအစဉ်တွေနားထောင်ရတာဟာဝမ်းစာဖြစ်ရတဲ့အလုပ်တွေဖြစ်လာပါတယ်။ဒါကြောင့်အင်တာနက်မရှိဘဲကျမလုံးဝမနေတတ်တော့ပါဘူး။တခါတလေစာရေးရေးနဲ့ဘာမှဆက်ထွက်မလာတော့ဘူးဆိုရင်ကျမစိတ်တွေအနာယူဖို့လိုအပ်နေပြီဆိုတဲ့အသေးပဲပါပဲ။အဲ့ဒီအခါကျဘာမှကိုမလုပ်တော့ဘဲနားလိုက်မှကိုရပါတယ်။ အခုနောက်ပိုင်းတပတ်ကိုတရက်လောက်တော့လုံးဝအနားယူနိုင်အောင်ကြိုးစားတယ်။ကျမကစောစောထားတဲ့အချစ်ရှိတယ်။မနက်ပိုင်းကတော့ပုံမှန်လုပ်နေကြဖျားဝေယဝိဆက်လေးတွေလောက်ပါတယ်တရားလဲထိုင်ပါတယ်အစာရေးပါတယ်ခွေးလေးတွေစားဖို့လည်းပြင်ဆင်ရတာပေါ့လုပ်ကိုလိုအပ်မဲ့အရာတွေ လုပ်ပြီးပြီဆိုရင်တော့အဲ့ဒီရက်ကိုကို့အတွက်ပဲရှင်းတန်လိုက်ပါတယ် နားတဲ့ရက်မှာကိုယ်စိတ်ကိုရွှင်လန်းစေတဲ့အရာတွေကိုပဲလုပ်တယ်။ခုလောလောဆယ်အေးအပြေပဲဝန်ထမ်းလေးမှာဆက်ဖက်ဖို့ထိုင်ဖို့နေရာလေးတွေကို အလားစင်နေရတာကိုကြိုက်နေတယ်။နားတဲ့နေ့မှာရေကူးတယ်။ member ဝင်ထားတဲ့ကရက်တစ်ခုဟာအတော်သားရတိတ်ဆိတ်တာကြောင့်အဲ့ဒီမှာထိုင်ရင်လက်ဖက်တုပ်စာရင်စာရေးလိုက်တယ် ပဝိုးချင်းပြောင်းမြင်ကွင်းပြောင်းရင်စစ်ကူအစ်စ်တွေအလိုလိုပြန်ထွက်လာတာပဲနေ့လယ်စာအရွက်တုပ်စားပြီးမှ ပြန်လာတယ်။အိမ်ပြန်ရောက်ရင်နေ့လယ်နေခင်းနဲ့ညအိတ်တလိုလိုအိပ်ပြစ်လိုက်တယ်။ညနေပိုင်းကျ music lesson လေးပါလေးပြန်လေ့ကျစ်တယ်။ခေါင်းမိုးပေါ်တက်ပြီးခွေးလေးတွေနဲ့နေလိုက်တယ်။နေဝင်တာကိုစောက်ကြည့်တယ်။တေးတွေကိုကြည့်တယ်။ ကျမတို့ဟာစာရေးတာစာဖတ်တာအပင်ဆိုင်တာအင်းချီချုပ်တာ craft လုပ်တာလေးတွေကိုခံစားချက်ပေါ်မူတည်ပြီးလုပ်ချစ်တာလေးတွေကိုလုပ်နေခွေရဖို့လိုတယ်။နားရက်မှာငွေတက်မကုန်တဲ့ခီးတို့လေးတွေလည်းထွက်နိုင်တာပဲ။ဘယ်မှမသွားနိုင်လို့အင်အားကံပေါင်းတွားထိုင်နေရင်တော့စိတ်ထွက်ပေါက်ကလေးတော့ရတာပဲလေ။အိတ်ထဲကလုပ်နေကြအလုပ်တွေထဲမှာ ညံ့မနေမီဖို့အရေးကြီးတယ်။ရအောင်ထွက်ဖို့ကြိုးစားပါ။ခဏပဲဖြစ်ဖြစ်ပေါ့။ကိုကြိုက်တာလေးတွေလုံးရတော့ပျော်တာပေါ့။ဘဝဆိုတာသူများအတွက်ကိုကြီးပေးဆက်ရင်အခြေကိုသွားရမှာမှမဟုတ်တာ။နာရက်ကိုရအောင်ယူတဲ့နေရာမှာအရေးကြီးတာတစ်ခုက ဖိတ်တိုင်းမတွားတော့တာပဲကိုနာရက်မှာသွားစရာရှိနေရင်မတွားတော့ဘူးအထူးသဖြင့်ဝေးရင်ပူပြီးတောင်မတွားတော့ဘူး မဖြစ်လို့ချိန်ဆမှုတွေလို့ရရင်ကိုနဲ့အနီးနာကနေရာကိုပဲရွေးလိုက်တယ်။စနေတနင်္ဂနွေဆို လူမှုရေးကိစ္စတာရေးနာရေးတွေ အများရှိနေတတ်တယ်။လူမှုရေးခြေပေါ်တာကောင်းပါတယ်။တချို့တွေဖိတ်လာတမျှပွဲတိုင်းကိုသွားကြတယ်။ဒီခေတ်ကားပိတ်ပုံမျိုးနဲ့ကတော့ဖိတ်တမျှသွားနေရင်လမ်းပေါ်မှာပဲနေလိုက်ရုံရှိတော့တာပဲ။နားရက်လေးရချင်းတယ် တခြားရဲ့အပြင်ထွက်ချေမှာကားစီဖြစ်တာတို့ grocery shopping လုပ်တာတို့တခါတည်းကိစ္စပြီအောင်လုပ်လိုက်တယ်အခါ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 ထွက်မနေတော့ဘူးတခါထွက်ရင်တခါစားအခြေကုန်တယ်သွားစီရဲ့လာစီရဲ့ကုန်တယ်ပိတ်ဆံပို့သုံးပြီးတယ် လူပင်ပန်းတယ်ပိတ်ဆံပိုကုန်တယ်ဆိုတာမျိုးကတကယ်တမ်းဝယ်ဖို့သွားတာချက်ရိုးဒါပေမဲ့လက်ထဲပါလာတာကချက်ရိုးရောဝတ်ဝချောင်းရောချက်ဥရော ထောပတ်ရောဖြစ်နေပြီအဲ့တော့အရာရာစိတ်ဖြစ်အောင်သွားရတဲ့အခေါက်ရည်ကိုလည်းနန်းနဲ့တမြနဲ့အောင်လှုပ်လိုက်တယ်နောက်တစ်ခါကနားရက်မှာကိုအတွက်ကွန်ပျူတာစုအတွက် quality time ကိုရအောင်ယူပါ quality တိုင်းဆိုတာတန်ဖိုးရှိတဲ့အခြေခိုက်တက်လေးကိုပြောတာပါတကယ်တော့နားရရင်မှမဟုတ်ဘူးနေရတိုင်းမှာ quality တိုင်းကိုရအောင်ယူသင့်တယ်ခွေးကလေးတွေနဲ့ကစားတယ်သူတို့လည်းပျော်ကိုလည်းပျော်တယ်မောင်လေးပြန်လာခြေဆောက်ပြီးထမင်းအတူစားတယ်။ယောက်ျားနဲ့ရုပ်ရှင်တွေကြည့်တယ်။တငယ်ချင်းနဲ့တောက်ရင်စားရင်စကားပြောတယ်။ ကိုချစ်တဲ့သူတွေနဲ့လည်းလုံလောက်တဲ့အခြေပေးတည်တယ်လေဘွားဆိုတာတူတူလေးမဟုတ်လား quality တိုင်းဆိုတာစမီနစ်လောက်ပဲဖြစ်ချင်းဖြစ်နေပါလိမ့်မယ်ဒါပေမဲ့တကယ်ကိုအမောပြေသွားရပါတယ်ဒါတွေအားလုံးလုံနိုင်ဖို့အရေးကြီးဆုံးက brand တို့ပါတယ်အခြေကိုကြိုတင်စီမံခက်ခွဲရပါမယ် တနေကို Facebook ပေါ်မှာဘသူနဲ့ဘသူနဲ့ shopping သွားတယ်ဘာဝတ်သွားတယ်ဆိုတာတွေလိုက်ကြည့်နေပြီးအခြေကုန်မသွားဖို့လဲလို့တယ်လေဒီအပတ်လောကမှာတွေကို to do list လေးထားကြည့်လိုက်တယ်အလုံးနဲ့ဘဝ hand check ညီမှုဆိုတာအရေးကြီးပါတယ်အေးကိုအလုပ်တွေတက်မလာဖို့လို့တယ် ရိုးလို့လုတ်တဲ့သူတွေဆိုတောက်ကြနေရုံကားထွက်တာနဲ့လုံငန်းဆိုင်တဲ့ဖုန်း၊အီးမေးလ်အကုန်ပိတ်ထားပြီးစနေတနင်္ဂနွေနေ့ရက်တွေခီးထွက်နေခြေတွေဟာကိုပိုင်ဘွားမှုအလို့အကြောင်းတွေးမနေဖို့လိုတယ်။လူမှာ work life balance ရှိဖို့အရေးကြီးပါတယ်။စေရောလူရောအနာရမှအလို့တွေအများကြီးဆက်လုံနိုင်မှာကိုတတိထားသစ်ပါတယ်။ Day 26တင်းရဲ့အလုံးနဲ့ဘွားဟာဟန်ချက်ညီမရဲ့လား။ ဆိုရှယ်မီဒီယာမှာပါတဲ့စေအနာယူအပန်းဖြေနီးလေးတွေခြားရေးကြည့်ပါဒီတစ်ပတ်အတွက် to do list လေးလုပ်ကြည့်ပါ အလုပ်လုပ်ပါဘဝမှာစိတ်ညစ်စရာတွေစိတ်ပျက်စရာတွေကြုံခက်ဖူးတယ်ခုထိလည်းအခါအားလျော်စွာကြုံနေရဆဲပဲကိုလုတ်တဲ့အလုပ်တိုင်းဟာအောင်မြင်မှချီးပဲလို့ကံတေကံမတော့ဘယ်ပြောလို့ရမလဲ ီလိုပဲဖြစ်မလာရဲ့လို့ကြိုးတော့ကြိုးစားကြည့်ရတာပဲအကောင်းဆိုးတွေဖြစ်လာစေချင်မိပေမဲ့မဖြစ်လာတော့လည်းမတက်နိုင်ဘူးပေါ့တချို့အရာတွေဟာအတင်းလို့ယူလို့မှမရတာပဲလေအရေးကြီးတာစ조사ကြည့်ဖို့ကအဓိကပဲလုံးမချိပဲနဲ့တော့ဖြစ်မဖြစ်ဆိုတာဘယ်လိုသိရမလဲပေါ့ အတင်းဆုတ်ကင်ထားတာထက်လှချလိုက်မှစိတ်အေးချမ်းသာမယ်ဆိုကျမကတော့စိတ်ချမ်းသာဖို့ကိုပဲရွေးလိုက်တယ်။စိတ်ချမ်းသာအောင်နေတဲ့ချင်းဟာကိုကိုကိုတံပိုးထားလေးစားချင်းလည်းဖြစ်ပါတယ်။ဝေကြီးအရာအရှုံးခံလို့ရတဲ့ပမာဏတွေဆိုရင်ကျမအရှုံးခံလိုက်ပါတယ်။ငွေဆိုတာလည်းမတည်တရွေ့တော့တနည်းနည်းနဲ့ပြန်လာတတ်တဲ့အရာပါပဲ။အရေးကြီးတာ ုအလုတ်ကိုပုံမှန်လေးလုပ်နေဖို့ပဲအလုံးလုံးတဲ့နေရာမှာမှားတာတွေလည်းရှိမယ်မှန်တာတွေလည်းရှိမယ်မှားမှကြောက်တော့ဘာမှမလုပ်ရင်တော့မှန်တာတွေလည်းဖြစ်မလာနိုင်ပါဘူးကိုကိုကိုခွလော့တတ်ဖို့ကအဓိကကြတယ်အရေးကြီးတာကရှေ့တော့ချီတက်နေဖို့ပဲရှုံးတာနိုင်တာရှိတာမရှိတာပြောတာမပြောတာမှန်တာမှားတာပြေလဲတာမပြေလဲတာ အားလုံးဟာတလှက်စီဖြစ်နေကြတာပါပဲ။ဘာမှမမြဲလို့အခြေတိုင်ရင်ပြီးသွားကြပါတယ်။အရေးကြီးတာကျမတို့ဆက်ပြီးရှင်သန်ရုန်းကန်နေဖို့ပဲ။ညအမောင်ကြီးမှောင်နေခဲ့ပေမယ့်ချဲကလေးတပွေလောက်တော့လင်းနေနိုင်သေးတာပဲ။ကူကေရမဲ့ပြီလို့ထင်မိတဲ့အခြေအနေတွေမှာ လှမ်းဆွဲလို့ရတဲ့ကောက်ရုံးမြင့်လေးတွေရှိသေးတာကို မမေ့ပါနဲ့ဒါမျိုးကိုမျော်လင့်နိုင်ဖို့အတွက်ကျမတို့ဆက်ပြီးတကုတ်ကုတ်လုံးနေကြရအောင်ပါပဲတီးခန့်ချင်းကြောင့်အောင်မြင်ခဲ့တဲ့လူတွေတတိတွေတတိတွေစွဲတွေကြောင့်အောင်မြင်ခဲ့တဲ့လူတွေသူတို့တွေရှိကသွားပြခဲ့တဲ့လမ်းတွေဟာ အလကားမဟုတ်ပါဘူး ။နောက်ဆိုတော့ကျမတို့ဆက်လက်ရှင်တန်နိုင်ဖို့အားတစ်ခုဖြစ်နိုင်တယ်မဟုတ်လား။ငါဆိုရင်လေတည်တဲ့အထိ ပြန်တန်းနေရမှာပဲ။ပြန်နေဖို့ကသူ့တာဘောပဲ။ငါဆိုရင်လေတည်တဲ့အထိကူးခတ်နေရမှာပဲ။ကူးနေဖို့ကသူ့တာဘောပဲ။ လူဆိုရင်လည်းနောက်ဆိုးအခြေတစ်ခုအထိတစ်ခုခုကိုတော့လောက်ကန်ကြံစနေရမှာပဲတင်ဟာစာရေးသူတူဆိုရင်စာတွေရေးနေရမှာပဲတရားရှာသူတူဆိုတရားတွေ့အောင်ရှာရမှာပဲငွေရှာတဲ့သူတူဆိုလည်းငွေရအောင်လုပ်ရမှာပဲညက်ဖြစ်ဖြစ်ငားဖြစ်ဖြစ်လူဖြစ်ဖြစ်ဖြစ်တည်မှုတိုင်းရဲ့တန်ဖိုးဆိုတာလှုပ်ရှားရှင်တန်နေခြင်းပဲ။ ဘာမှမလုပ်ပဲရက်နေလိုက်ချင်းဟာတေဆိုးသွားတာနဲ့အတူတူပဲအရေးကြီးတာကိုလိုအမဲအလုပ်ကိုယူတော့စွာ လုပ်နေဖို့ပဲ day 27ပစ္စယမှာအလုပ်လုပ်ခေါ်တာမဟုတ်ပါဘူးဒီနေ့တနေ့လုပ်နေရတာမှန်တမျှအလုပ်တွေကြီးပါပဲနေ့စဉ်လုပ်နေရတဲ့အလုပ်တွေကိုခြာရေးလိုက်မယ်ဆိုရင်စာရွက်တောင်ဆက်တော့မှာမဟုတ်ဘူး အော်ဒီယိုလေးကိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်ရက်တွေမှာလည်းဆက်လက်နားဆင်နိုင်ဖို့အတွက်ဒီ channel လေးကို like and subscribe လုပ်ပေးကြဖို့မေးကြပါနဲ့နော်။အားလုံးပဲအဆင်ပြေတဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။